ဒီနေ့မှာတော့ထိုင်းရွှေစီက400အတန်နဲ့ဆေးပိတ်သွားပါတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမကျေးဇူးနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့93ရင်းနေဆလာပိုင်း2025ခုနှစ်ညပိုင်းထိုင်းရွှေစီက400တက်ပါတယ်96.5ခေတုံးရှိတဲ့ထိုင်းရွှေခဲစီဆိုင်ကရောင်းနေစီက63950ထိုင်းရွှေခဲတစ်ပတ်သားကိုပန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်က PSC ထိုင်းရွှေခဲတစ်ပတ်သားကို64150နဲ့ပေါင်းစည်းရှိပါတယ်ဒီနေ့ထိုင်းရွှေခဲတစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကရခိုင်နှုန်းပြန်မပြတ်ဖက်63850စီနဲ့ပြန်ပြီးတော့လက်ခံပါပါ 66.5ကင်လို့ရှိတဲ့အတိုင်းရွှေလက်ဝရနာရဲ့ရှင်းလုံးတွေကတော့ဆိုင်ကရောက်နေစီက6450 လက်ဝယ်ရှင်တိုင်းလက်ခတွေကတော့ဘဏ်ကောက်ထဲမှာတပတ်သားကို1000ကနေ2000အထိရှိနိုင်ပြီးတော့မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတို့ကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့အတိုင်းရွှေလက်ဝယ်ရှင်နာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ကျင်းလုံးဖြတ်အောင်မှာဖြစ်ပါတယ်။900ကျင်းလုံးဖြတ်ပြီးတဲ့ပြင်ကိုအတိုင်းရွှေလက်ဝယ်ရှင်နာတပတ်သားကို6600ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ4139နဲ့အတိုင်းရွှေစီကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမှန်ငွေ32.83ညနေအတိုင်းရွှေစီကိုတွက်ထားတာဖြစ်ပါတယ်။66.500ကျင်းလုံးရှိတဲ့အတိုင်းရွှေအခဲတပတ်သားကိုမြန်မာ က်ငွေ89သိန်း6800ကျော်လောက်ဈေးနှုန်းရှိပါတယ်96.500ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေလက်ဝယ်ယနာတစ်ပတ်သားကိုမြန်မာကျပ်ငွေ84300ကျော်လောက်ဈေးနှုန်းရှိပါတယ်လက်ဝယ်ယနာဈေးနှုန်းတွေကတော့လက်ခံမပါသေးပါဘူးလက်ရှိမှာတော့ထိုင်းရွှေဈေးတွေကလည်းဈေးပြန်တက်နေပြီးတော့ကမ္ဘာရွှေဈေးကလည်းတဖြည်းဖြည်းနဲ့ဈေးပြန်တက်နေတာဖြစ်ပါတယ် ထားရွေအခြေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်လက်ကစီသက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကောစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်က200၊ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူး။ထားရွေခဲတပတ်သားကိုလက်က200ဆိုတာဆိုင်တိုင်းမှာမရပါဘူး။ကျွန်တော်လမ်းညွှန်ပြတဲ့ဆိုင်မှာတော့တောင်းဝယ်လို့ရှိရင်ရပါတယ်။ထားရွေစီငွေကြေးတွေကိုမြေတမ်းတင်ပေးပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီး NYK လို့ပြရှင်နိုင်ကြပါစေ။